ငလီလှုပ်ခတ်ပြီးတဲ့နောက်ရပ်ပေါင်း20ကြာပြည့်ရက်မယ်လို့ကြေညာထားတဲ့စစ်ကောင်စီတပ်ဟာအဲ့လိုကြေညာပြီးရက်ကနေစပြီးဒေသတော်တော်များများကိုလေကြောင်းလက်နက်ကြီးတွေနဲ့ပစ်ခတ်တာတွေလုပ်နေတယ်လို့ဒေသတွင်းသတင်းရင်းမြစ်တွေစီကနေသိရပါဗျာ။ ဧပြီလ22ရက်နေ့အထိသုံးပတ်ကြာအပြည့်ရမဲ့အကြောင်းစစ်ကောင်စီကဧပြီလ2ရက်နေ့ကကြေညာခဲ့တာဖြစ်ပြီးဒီကနေ့ဧပြီလ5ရက်နေ့အထိရခိုင်မန္တလေးစကိုင်းရှမ်းတောင်တနင်္သာရီပဲခူးစတဲ့တိုင်းနယ်ပြည်နယ်တွေကနေရာတချို့ကိုလေကြောင်းလက်နက်ကြီးတွေနဲ့တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။အပြည့်ရမဲ့ပြောပြီးတိုက်ခိုက်မှုတွေဆက်လက်လှုပ်ဆောင်နေတဲ့စစ်ကောင်စီရဲ့စကားဟာယုံကြည်ဝဲရမရှိတံပိုးမဲ့ကြောင်းခန်းယူပြောရေးဆိုခွင့်ရှိသူဘရိုဆော့တော်နီကအခုလိုပဲပြောလိုက်ပါတယ်။အဲ့လိုပဲလေ စကားကိုမိုးပြောဂျိုးပြောနဲ့မနဲ့တမျိုးညံ့နေတမျိုးဒီနေ့ပဲအပြစ်မရဘူးပြောပြီးနောက်ရက်ကျအပြစ်ရမယ်လို့ပြောရန်ရောဒါလောက်တောင်ပလောင်ပလဲနိုင်ပြီးဖင်ပြန်ခေါင်းလို့ပြန်ကနာမငင်ဖြစ်နေတဲ့ဟာရကဲကဲအပြစ်ရတယ်လဲပြောဘာထားလို့ပြန်တင်လဲအရတကပပြီးရရှိမနာစလုံးဘုံချောင်းကျဲတိုက်ပွဲတွေဖော်စစ်ကြောင်းတွေထိုးသူ့စကားကပြစ်တစားမှတယောက်ရစကားလောက်တောင်တန်မိုးမဲ့နေမှာတော့ဘသူကလာပြီးအလေးထားတော့မှလဲဗျာ စစ်ကောင်စီဟာဧပြီလ2ရက်နေ့ကနေ9ရက်နေ့အထိရခိုင်ပြည်နယ်စစ်တွေနဲ့ကြောက်ဖြူကချင်ပြည်နယ်ဗမော်နဲ့အင်းတော်စကိုင်းတိုင်းကနီဟုံမလင်းရေမပင်မန္တလေးတိုင်းတောင်သာစင်ကူးနဲ့တပိတ်ချင်းရှမ်းပြည်တောင်ပိုင်းဖဲခုံစတဲ့မြို့နယ်တွေကကျေးပါတွေကိုလေရင်နဲ့ဘုံကျဲတာအသေးခံ drone တွေနဲ့ဘုံကျဲတိုက်ခိုက်တာတွေဒါမကပဲစစ်တပ်လေဒီနဲ့ပါလေချောင်းတိုက်ခိုက်မှုတွေပြုလုပ်ခဲ့တယ်လို့ဒေတာရင်းသတင်းရင်းမြစ်တွေရဲ့ပြောကြားချက်အရသိရပါတယ် အလားတူပဲပဲခူးတိုင်းညောင်လေးပင်ခရိုင်မုံမြို့နယ်ရွှေချင်းမြို့နယ်တနင်္သာရီတိုင်းတနင်္သာရီမြို့နယ်ဖဲခုံမြို့နယ်စားတဲ့မြို့နယ်တွေကကြေးရွာတွေကိုလည်းစစ်ကောင်စီအထိုင်ချတန်ရင်းတွေကနေ120မမ87မမ60မမစားတဲ့လက်နက်ကြီးတွေနဲ့လည်းပြစ်ခတ်တိုက်ခိုက်မှုတွေလုပ်နေတဲ့အတွက်ဒေသခံတွေထိခိုက်ဒဏ်ရာရမှုရှိခဲ့ပါတယ်စစ်ကောင်စီရဲ့ယာယီပြစ်ခတ်တိုက်ခိုက်မှုရစဲရေးထုတ်ပြန်ချက်ဟာ ဘက်စတအစည်းအဝေးမတိုင်ခင်နိုင်ငံတကာရဲ့အတိအမှတ်ပြုမှုရရှိဖို့အတွက်ထုတ်ပြန်ခြင်းတသက်တာဖြစ်တယ်လို့ NUG သမရာယုံပြောရေးဆိုခွင့်ရှိသူဦးမနေဖုံးလက်ကလည်းပြောပါတယ်။သူကဒီဘင်စတက်အစည်းအဝေးကိုမသွားခင်မှာမြန်မာပန်းလှကြင်လို့เนาะကျွန်တော်တို့စာရွက်ပေါ်မှာပဲဒီဒီစာကိုထုတ်လိုက်တဲ့သဘောပါပဲ။အဲ့စာကိုလေ့လာကြည့်တဲ့အခါမှာလည်းအအကြောင်းဘယ်အကြောင်းဘယ်အကြောင်းနေလှုပ်ရင်ပြစ်မယ်ဆိုတာမျိုးပေါ့နော်။အကြောင်းအချင်းရာ၈ခုဖော်ပြထားတာတွေ့ရပါတယ်။အဲ့အဲ့အကြောင်းအချင်းရာလေးဆိုတာကလည်းဒါ ပါပဲဟိုအပြစ်ခတ်ရတယ်ဆိုရင်အချိန်မြေအကြောင်းတစ်ခုခုကိုပြပြီးတော့ပြစ်လို့ခတ်လို့ရတယ်ဆိုတော့အနေထားမျိုးရောက်အောင်ဒါဖန်တီးထားတဲ့ဟာပေါ့နော်အဲ့တို့ကြောင့်လို့ဘာမှအာစစ်မှန်တဲ့အမှန်ကန်တဲ့အပြစ်ခတ်ရစဲမှုမျိုးမဟုတ်ဘဲနဲ့ကျွန်တော်တို့ဒါဟန်ပြပါတော့ကျွန်တော်တို့အတူရောထုတ်ထားတဲ့ဂျင်ညာချက်တာဖြစ်တယ်အဲ့နောက်ပိုင်းမှာလည်းခုနကကျွန်တော်ပြောသလိုလေကြောင်းတက်ခတ်မှုတွေလည်းရှိသလိုရွာတွေကိုစစ်ကြောင်းထိုးတာတွေအဲဆေးရေလှူရှားမှုတွေနောက်ပြီးတော့ရွာတွေကိုဘီးရှိုးဖျက်ဆီးတာတွေအဲဒီကိစ္စတွေလည်းဆက်တိုက်အ ကျူးလွန်နေတာဖြစ်ပါတယ်ဗျ။ငလီလှုပ်ခတ်ခဲ့တဲ့မတ်လ28ရက်နေ့ကနေဧပြီလ4ရက်နေ့ညပိုင်းအထိတပတ်တာအတွင်းစစ်ကောင်စီကနိုင်ငံတော်မှာလေကြောင်းနဲ့လက်နက်ကြီးအပအဝင်ပစ်ခတ်တိုက်ခိုက်မှုစုစုပေါင်း63ကြိမ်ပြုလုပ်ခဲ့တာကြောင့်ရဲသား68ယောက်သေဆုံးပြီး66ယောက်ထိခိုက်ဒဏ်ရာရထားတယ်လို့မြို့သားညီညွတ်ရေးအစိုးရအန်ယူဂျီလူခွင့်ရေးဝန်ကြီးဌာနကဒီကနေ့ဧပြီလ9ရက်နေ့မှာသတင်းထုတ်ပြန်ထားပါတယ်ရှင်။ လူ့ဘောမီဒီယာရဲ့ဆက်လက်ရပ်တည်ခံမှုပြည်သက်တွေထောက်ပံ့ပေးမှုဟာအကြီးမားဆုံးလိုအပ်ချက်ဖြစ်တာကြောင့်မြစီမား TV YouTube Channel မှာမြန်မာဝေဖန်ခြင်းကိုဦးနှိုက်ကြောင်းလေးအသိပေးထိတ်ခေါ်လိုက်ပါရစေ။